မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူးရှင်တွေကပြန်လေးကြိုးဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့အရာအလုံးဖြစ်နိုင်ပါတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်အမှန်တကယ်ပါပဲကျွန်ုပ်တို့ဟာယုံကြည်တဲ့အခါအရာအလုံးဖြစ်နိုင်ပါတယ်ဒါဟာအဓိကအချက်ပါပဲ ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်ဟာကျွန်ုပ်တို့ဘဝမှာကြုံတွေ့ရမယ့်အရာတွေအလုံးကိုဖယ်တီးပေးပါတယ်။အဲ့ဒီတော့ယုံကြည်ချက်အပြင်ဖဲကိုရောက်နေတယ်ပေါ့နော်။မယုံကြည်ဘူးဖြစ်နေတဲ့အရာတွေကိုဘဝမှာသင်ခံစားရမှာမဟုတ်ပါဘူး။ဆိုလိုတာကကိုမယုံကြည်တဲ့အရာတွေဟာကိုအတွဲဖြစ်လာမှာမဟုတ်ပါဘူး။ကျွန်ုပ်တို့ဘဝမှာတွေးကြုံရတဲ့အရာအလုံးဟာ ကျွန်ုပ်တို့ရဲ့ယုံကြည်မှုအပေါ်မှာမူတည်ပါတယ်။ ပြင်းရင်နောက်တခါယုံကြည်ချက်တွေဆိုတာကလည်းတဦးနဲ့တဦးမတူပါဘူးဒါကြောင့်တဦးနဲ့တဦးကြုံတွေ့ရတဲ့အရာတွေကလည်းမတူကြပါဘူးဆက်လက်ပြောမယ်ဆိုရင်အဲ့ဒီယုံကြည်ချက်တွေအလုံးဟာကျွန်ုပ်တို့ရဲ့မသိစိတ်ထဲမှာရှိနေပါတယ်ကျွန်ုပ်တို့ရဲ့စိတ်ဆိုတဲ့အရာမှာသိစိတ်နဲ့မသိစိတ်ဆိုပြီးနှစ်မျိုးရှိပါတယ်ကျွန်ုပ်တို့အနေနဲ့သိနေတဲ့အရာတွေတွေးနေတဲ့အတွေ့တွေဟာသိစိတ်နဲ့သက်ဆိုင်တယ်ဒါပေမဲ့သိစိတ်ကဘဝမှာကြုံတွေ့ရမယ့်အရာတွေကိုဖင်တီးနေတာမဟုတ်ပါဘူး ဖင်တီးနေတာကမသိစိတ်ကပဲဖင်တီးနေတာဖြစ်ပါတယ်။သိစိတ်နဲ့တွေးတောခံစားနေတဲ့အရာတွေဟာမသိစိတ်ကိုရောက်သွားတဲ့အခါအဲ့ဒီတွေးတောခံစားတဲ့ပုံစံအတိုင်းမသိစိတ်ကဖင်တီးပေးလိုက်ပါတယ်။ဒါအပြင်ကျွန်ုပ်တို့ယုံကြည်နေတဲ့ယုံကြည်ချက်တွေဟာမသိစိတ်ထဲမှာတိုးလောင်ထားတဲ့အရာတွေဖြစ်တယ်။ဒါကြောင့်အဲ့ဒီယုံကြည်ချက်အတိုင်းမသိစိတ်ကဖင်တီးနေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝမှာတစုံတစ်ခုကို manifest ဖြစ်စေရှင်နေဆိုရင်အဲ့ဒီအရာနဲ့ပတ်သက်လို့ယုံကြည်ရပါလိမ့်မယ်။မိတ်ဆွေအနေနဲ့တစုံတစ်ခုကိုလိုချင်ပြီဆိုရင်အဲ့ဒီအရာဟာမိတ်ဆွေရဲ့ဘဝမှာရရှိပြီးသားရှိနေပြီးသားလို့ယုံကြည်ဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်မသိစိတ်ဟာလက်ရှိအချိန်မှာတွေးတောနေတဲ့အရာတွေကိုပဲအကြောင်းပြချက်မရှိစွာဖြင့်သူကတုံ့ပြန်ပြီးရင်ဖင်တီးတတ်ပါတယ်။ဒါဟာ program တစ်ခုရေးဆွဲထားတာနဲ့အရင်တူပါတယ်။ ဥပမာတင်ကကားအသေးတစ်စီးရတော့မေတော့ကိုကိုကိုပြောနေပြီဆိုရင်အဲ့ဒီအရာတိရတော့မေအရှိအနေမှာပဲရှိနေတယ်ရနေပြီမဟုတ်ပါဘူးအဲ့ဒါကအရေးအကြီးဆုံးအချက်ပဲဒါကြောင့်မိတ်ဆွေအနေနဲ့တစုံတစ်ခုကိုလိုရှင်ပြီဆိုရင်အဲ့ဒီအရာကိုရနေပြီတော့စိတ်ကူးရင်ဖို့လိုတယ်တွေးတောဖို့လိုတယ်ခံစားဖို့လိုတယ် မိတ်ဆွေအနေနဲ့တစုံတစ်ခုကိုလိုရှင်နေဆိုရင်အဲ့ဒီအရာကိုရနိုင်ပြီးဖြစ်တဲ့အခိုက်အတန့်မှာမိတ်ဆွေရဲ့ယဉ်ထင်းမှာ ဖြစ်ပေါ်နေမိစိတ်ခင်စားချက်တွေနဲ့အတူတူကနေထိုင်ပြီးဖို့လိုအပ်ပါတယ်။ဒါပေမဲ့ကျွန်ုပ်တို့အနေနဲ့တစုံတစ်ခုကိုလိုရှင်တော့ manifest ပြုလုပ်တဲ့အခါကိုယ်ဘဝမှာအဲ့ဒီအရာတွေဟာမရှိသေးဘူးဖြစ်နေတဲ့အရာတွေကို ရှိနေပြီးတော့ပြောနေရတာကလည်းတစ်ခါတလေအခက်အခဲကို ဖြစ်စေပါတယ်။ အဲ့ဒီပြဿနာကို ဖြေရှင်းရမယ့်နည်းလမ်းကတော့ထက်တလေလေးလှုပ်ဆောင်ပါ ထက်တလေလေးပြုတ်လှုပ်ပါဥပမာမိတ်ဆွေကကားအသစ်တစ်စီးကို လိုရှင်တယ်ဆိုရင်ငါအဲ့ဒီကားကိုရနိုင်ပြီဆိုတဲ့စကားလုံးကို ထက်တလေလေးပြောဆိုရမယ်တကယ်တော့အဲ့ဒီအရာနဲ့ပတ်သက်လို့စိတ်ကူးညီတယ်ဆိုရင်လေထက်တလေလေးစိတ်ကူးညီရမယ်အဲအဲ့ဒီလိုပုံစံမျိုးတွေကိုထက်တလေလေးထက်တလေလေးထက်တလေလေးပြုတ်လှုပ်ရမှာဖြစ်တယ်ဒါသည်သော့ချက်ပါပဲ တချို့သော manifestation ဆရာတွေက visualization ပြုလုပ်တာဟာအစွန်းထက်ဆုံးနည်းလမ်းပဲဖြစ်တယ်လို့ပြောတယ် visualization ဆိုတာမြန်မာလိုပြောရမယ်ဆိုရင်စိတ်ကူးရင်ပုံဖော်မြင်အောင်ဒါလို့ခေါ်ပါတယ် visualization ပြုလုပ်တဲ့အခါမျက်လုံးကိုမှိတ်ပြီးရင်ကိုယ့်ရဲ့စိတ်ကူးထိမှာကိုဖြစ်ရှင်တဲ့အရာတွေကိုပုံဖော်တာဖြစ်တယ် ခုနကပြောသလိုကားတစ်စင်းလိုရှင်တွေဆိုရင် မိဆွေကအဲ့ဒီကားကိုရနေပြီတော့ကိုယ့်ရဲ့စိတ်ကူးရင်ပုံဖော်တာထဲမှာထိပေးဖို့လိုတယ်။ကားကိုရနေပြီဖြစ်တော့မိဆွေကကားမောင်းနေတာတွေဒါမှမဟုတ်ကားမောင်းတာမဟုတ်ရင်လေအဲ့ဒီကားကိုမိဆွေစီနေတာတငင်ရှင်းတွေနဲ့အတူတကွာသွားနေတာအဲ့ဒီကားကိုစီပြီးရင်ဈေးသွားတာ၊ယုံသွားတာ၊အလုပ်သွားတာစသဖြင့်ကိုယ့်စိတ်ထဲမှာအဲ့ဒီလိုပုံဖော်နေဖို့လိုအပ်တယ်။ ကိုယ့်ရဲ့စိတ်ကူးထိမှာကိုလိုရှင်နေတဲ့မြင်ကွင်းပုံစံကိုပုံဖော်ရမှာဖြစ်တယ်။တကယ်တော့မိတ်ဆွေကလက်ထဲရှင်တွေပေါ့နော်။လက်ထဲပွေးကျင်းပရှင်တွေမင်္ဂလာဆောင်ရှင်တွေဆိုရင်လေသင်ဟာအမြင်တကယ်မင်္ဂလာဆောင်နေရပြီလက်ထဲနေရပြီဆိုတဲ့ပုံရိပ်ကိုထက်တလေလေးထက်တလေလေးထက်တလေလေးမြင်အောင်ပေးရမှာဖြစ်တယ်။မြင်အောင်ပေးုံတောင်မကအဲ့ဒီမြင်အောင်မှုရဲ့နောက်ွယ်မှာခင်စားချက်တွေကိုပါထိပေးဖို့လိုအပ်ပါတယ်။ ဒီလိုနိမ့်နေတဲ့သင်လို့ရှိတဲ့အရာတွေကိုဖယ်တီးနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်ုပ်တို့ရဲ့မသိစိတ်ဟာကျွန်ုပ်တို့အမှန်တကယ်ဖြစ်နေတာလားစိတ်ကူးရင်နေတာလားဆိုတာသူကခွေးချလို့မသိနိုင်ပါတိစိတ်မှာပေါ်လာတဲ့အရာဟုသမားကိုသူကမှင်တယ်လို့လက်ခံပြီးယူဆထားပြီးရင်အဲ့ဒီသူမှင်တယ်လို့ယူဆထားတဲ့အရာတွေကိုသူက manifest ဖြစ်စေပါတယ်ဥပမာပြောရမယ်ဆိုရင်အဲ့ဒီမတိစိတ်ဟာမိတ္တူကုစဲတလုံးနဲ့တူပါတယ် တူဦးစဲပေါ်မှာတင်လာတဲ့ရုပ်ပုံဟူသမျှကိုအဲ့ဒီမိတူပူစဲကပုံတူထုတ်ပေးနိုင်ပါတယ်ဒီအတိုင်းပါပဲမသိစိတ်ဟာသိစိတ်ကထစ်သွင်းပေးလိုက်တဲ့အရာဟူသမျှကို လက်ခံရရှိပြီးရင်နောက်ဆုံးမှရုပ်ပိုင်းဆိုင်ရာအရှိအနေမှာ ပေါ်ပေါက်လာအောင် manifest ပြုလုပ်ဖန်တီးတတ်ပါတယ်ဒါကြောင့်မိတ်ဆွေရဲ့စိတ်ထိပ်မှာအနာကဲအတွက်စဉ်းစားနေမိအနာကဲအတွက်လို့တွေးပြီးရင်စိတ်ကူးရင်နေမိဆိုရင် မိတ်ဆွေရဲ့မသိစိတ်ကအနာကက်လာမင်းအချိန်လို့ပဲ तू သိနေတော့မှာပဲအခုလက်ရှိအချိန်လို့ तू သိမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မိတ်ဆွေဟာစိတ်ကူးယဉ်မှုတွေပြုတ်လုတဲ့အခါမှာအခုအချိန်မှာရနေပြီးဖြစ်နေပြီလို့ပဲစိတ်ကူးယဉ်ရမှာဖြစ်တယ်ဥပမာတင်ဟာကောင်းမွန်တဲ့ဘဝလက်တွဲဖို့တရားကိုလိုရှင်ဒီဆိုရင်အခုအချိန်မှာတင်ဟာကောင်းမွန်တဲ့ဘဝလက်တွဲဖို့တရားကိုရနေပြီလို့တွေးတောပြရမှာဖြစ်တယ် အနာကဲမှာကောင်းဝင်တဲ့ဘဝလက်တွဲဖို့တယောက်ရမှာပြီးတော့တွေးတော်ရမှာမဟုတ်ပါဘူးအခုချိန်မှာရနေတာပဲတွေးတော်ရမှာဖြစ်တယ်။ဒါကြောင့်မိတ်ဆွေအနေနဲ့ဥပမာနေနေနေခင်းအိတ်တဲ့တွေပေါ့နော်ကတင်းပေါ်မှာအိတ်နေတယ်။အဲ့ဒီအချိန်မှာ မိษွေရဲ့ဘဝလက်တွဲဘဝလေးမိษွေနာမှာအိတ်နေတွေတော့စိတ်ကူးရင်ပေးရမယ်။ထိုင်နေနေဆိုရင်လေကိုယ့်ရဲ့ဘဝလက်တွဲဘဝကိုယ့်ဘေးနာမှာထိုင်နေတယ်။သူနဲ့အတူတူကထိုင်ပြီးရင်တီဝီကြည့်နေတယ်။အဲပျော်ရွှင်နေတယ်။စသဖြင့်ပေါ့နော်။သူနဲ့အတူတူကနေထိုင်နေတဲ့ပုံစံလေးတွေကိုပဲမိษွေစိတ်ကူးရင်ဖန်တီးပေးရမှာဖြစ်တယ်။ လက်ရှိအချိန်မှာရနေပြီဆိုတော့စိတ်ကူးညီမှုကိုဆက်လက်လို့ပြုလုပ်မိဆိုရင်ဥပမာ ထမင်းစားကြတော့မယ်အဲ့ဒီတော့ထမင်းစပွေးပြင်ဆင်တယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့ပါတနာအတွဲပါထမင်းစပွေးပြင်တယ်အဲ့ဒီလိုပုံစံမျိုးတွေကိုပြုလုပ်လို့ရပါတယ်အဲ့ဒီလိုပြုလုပ်တဲ့အခါသင်ကဘခင်ပေါ်မှာအစာအတောက်တွေတင်နေစရာတော့မလိုပါဘူးဒါပေမဲ့လူနှစ်ယောက်အတွဲထမင်းစပွေးပြင်ဆင်ရုံနဲ့တင်ကိုတကီးကိုအစွန်းထင်းနေပါပြီ အဲ့ဒီလိုပြုလုပ်လိုက်တာဟာတင့်အတွက်ကောင်းမွန်တဲ့ဘဝလက်တွဲကိုရောက်နေပြီးတော့ဖော်ပြလိုက်တာပဲဖြစ်တယ်။ဒီလိုဖော်ပြလိုက်ရှင်းအပြင်မသိစိတ်ကအဲ့ဒီအရာကိုယုံကြည်သွားပါလိမ့်မယ်။အဲ့ဒီအချိန်မှာတင့်အနေနဲ့လေးကောင်းမွန်တဲ့ဘဝလက်တွဲကိုတင့်ဘဝထေးမှာအံ့ဩဝေကောင်းစွာဆွေးငင်ညှို့နိုင်ပါလိမ့်မယ်။တကယ်လို့မိတ်ဆွေရဲ့စိတ်ထေးမှာအမှန်တကယ်လိုချင်တဲ့အရာတစ်ခုဟာ အဲတကယ်ကို manifest မဖြစ်နိုင်သေးဘူးစသဖြင့်အခက်အခဲတွေနဲ့ဖြစ်နေတယ်ဆိုရင်ဘာဖြစ်လို့လဲအဲ့ဒီအရာအတွက်သင်ဟာ အမှန်တကယ်မယုံကြည်လို့ပဲဒါသည်အကြောင်းပြချက်ပဲသင်လို့ရှင်တဲ့အရာနဲ့ပတ်သက်လို့သင်ရထားပြီလို့မယုံကြည်လို့သင်ဘဝအထက်မှာ manifest မဖြစ်သေးတာပဲဖြစ်တယ် တနည်းအားဖြင့်ပြောရမယ်ဆိုရင်သင်ဟာသင်ရဲ့မသိစိတ်ကိုသင်လိုရှင်တဲ့ပုံစံမျိုး program ရေးဆွဲနိုင်သေးတာပဲဖြစ်တယ်။ဒါကြောင့်အဲ့ဒီအရာနဲ့ပတ်သက်လို့သင်လိုရှင်တဲ့အရာနဲ့ပတ်သက်လို့ထက်တလေလေးထက်တလေလေးထက်တလေလေးပြုမူပါ ပြောဆိုပါ အတီးပြုပါခံစားပါစဉ်းစားပါတွေးတော့ပါ။ ဒီနေရာမှာဂျားဖြတ်တစ်ခုပြောရှင်တာကကျွန်ုပ်တို့အများစုမှားတဲ့တာကအာဥပမာအနေနဲ့ပြောရမယ်ဆိုရင်တချို့တလေတွေဟာကိုယ့်ရဲ့ချစ်သူအဟောင်းကိုပြန်လို့ရှင်တယ်အဲ့ဒီတော့ manifestation ပြုလုပ်နေတဲ့အခါချစ်သူဟောင်းကိုပြန်ရနေပြီးအတူတူကသွားနေပြီးလာနေပြီးအဲ့ဒီလို့ တွေးတော့ကြတယ်အဲ့တော့ manifestation အချိန်ပြီးမြောက်သွားတဲ့အခါမှာကြတော့အဲ့ဒီရည်စားဟောင်းချစ်သူဟောင်းကိုနာကျင်တဲ့စိတ်တွေနဲ့တွေးတော့နေတယ်ကြတယ်ဒါဟာသူ့ဘဝအထင်းမှာအမြင်တကယ်အဲ့ဒီချစ်သူဟောင်းရောက်ရှိသွားပြီးတော့မယုံကြည်တော့ဘူးသင်ရဲ့သိစိတ်ထေကချစ်သူဟောင်းကိုနာကျင်ပြီဆိုရင်အဲ့ဒီမသိစိတ်ကလေသူ့အပေါ်နာကျင်နေပါလိမ့်မယ်အဲ့ဒီအခါနာကျင်စရာတွေကိုပဲဆက်လက်ဖန်တီးနေပါလိမ့်မယ် တကယ်တော့တင့်ရဲ့အသိစိတ်ထဲမှာအဲ့ဒီချစ်သူအဟောင်းကတင့်ကိုအမင်းတကြီးချစ်ခင်တဲ့မျက်နှိုးတွေလိုရှင်တဲ့အဲ့ဒီလိုပုံစံမျိုးသာရှိနေပြီဆိုရင်တင့်ရဲ့မသိစိတ်ကလေသူ့ဖက်ကတင့်ကိုချစ်ခင်နေတာတွေမျက်နှိုးနေတာတွေလိုရှင်နေတာတွေအဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးဖင်တီးပါလိမ့်မယ်။ဒါကိုရိုးရိုးရှင်းရှင်းနားလည်အောင်ပြောရမယ်ဆိုရင်တင့်ရဲ့အသိစိတ်ထဲမှာငါဟာအချစ်ရဲကဲမကောင်းဘူးလို့ယုံကြည်နေပြီဆိုရင်တင့်အတွက်အချစ်ရဲကဲမကောင်းတာကိုပဲဖင်တီးပါလိမ့်မယ်။ သူကငါ့ကိုမချစ်ဘူးလို့ယုံကြည်နေမေဆိုရင်သူ့ဖက်ကတင့်ကိုမချစ်တာတွေကိုပဲရရှိပါလိမ့်မယ်အဲ့ဒါကြောင့်တင့်ယုံကြည်တဲ့အရာတွေကိုပဲတင့်ဘဝမှာဖန်တီးနိုင်တာဖြစ်တယ်တကယ်လို့များတင့်ဟာငါဟာအချစ်ရေးကံကောင်းတဲ့သူတယောက်ဖြစ်တယ်ငါ့ကိုချစ်သူဝိုင်းဝိုင်းနေနေတယ်လူတိုင်းကငါ့ကိုချစ်တယ်ဒါမှမဟုတ်ငါချစ်တဲ့သူကငါ့ကိုပြန်ချစ်တယ်စသဖြင့်အဲ့ဒီလိုယုံကြည်နေမေဆိုရင် သင်ရဲ့မသိစိတ်ကလည်းသင်အတွက်အချစ်ရကင်ကောင်းမှုတွေကိုဖယ်တီးပါလိုက်မယ်ဒါအပြင်ချစ်သူဝိုင်းဝိုင်းနေနေတာတွေကိုချစ်တဲ့သူကကိုကိုပြည့်ချစ်တာတွေကိုဖယ်တီးပါလိုက်မယ်အဲ့ဒါကြောင့်တင့်အနေနဲ့ဘာပဲလို့ရှင်လို့ရှင်အိမ်တိုင်လို့ရှင်တာပဲဖြစ်ဖြစ်စာမွေးပဲအောင်ရှင်တာပဲဖြစ်ဖြစ် အလုံးအကိန့်တေးရရှင်တာပဲဖြစ်ဖြစ်လစာတိုးရှင်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်အဲ့ဒီအရာကိုလိုရှင်ပြီဆိုရင်အဲ့ဒီအရာဟာတင့်ဘဝအထိမှာရှိနေပြီးရနေပြီးတော့ယုံကြည်ရမှာပဲဖြစ်တယ်။ဒီလိုယုံကြည်နေရှင်အပြင်အရာအလုံးဟာတင့်ဘဝအထိမှာ manifest ဖြစ်နိုင်ပါတယ်။တကယ်တော့တင့်ရဲ့ယုံကြည်ချက်ကမကောင်းဘူးတင့်ရဲ့ယုံကြည်ချက်ဟာတင့်လို့ရှင်တာနဲ့ဗျောင်းမြန်ဖြစ်နေတယ်ဆိုရင်တင့်စိတ်ထဲမှာအဲ့ဒီယုံကြည်ချက်ကိုပြောင်းပေးဖို့လိုတယ်ရည်ရွယ်ချက်ရှိရှိပြောင်းပေးဖို့ကိုလိုအပ်ပါတယ် 我们、嗯、嘛，每岁个一切开心的。 ကိုကိုချစ်ခင်တဲ့သူတွေကိုလိုရှင်တယ်ဒါပေမဲ့မိတ်ဆွေရဲ့ယုံကြည်ချက်ကငါ့ကိုဘသူမှမချစ်ဘူးလို့ယုံကြည်နေမိဆိုရင်အဲ့ဒီယုံကြည်ချက်ကိုရည်ရွယ်ရှိရှိရှိပြောင်းပေးမိဘလို့ပြောင်းပေးမလဲဆိုရင်ငါ့ကိုလူတိုင်းကချစ်ကြတယ်ငါဟာချစ်မြဲနိုးစရာကောင်းတဲ့သူဖြစ်တယ်ငါ့ကိုလူတိုင်းလူတိုင်းချစ်ခင်နှစ်သက်နေပြီငါချစ်ခင်တဲ့သူကငါ့ကိုပြင်ချစ်တယ်စသဖြင့်အဲ့ဒီလိုယုံကြည်ချက်ကိုပြောင်းပေးမိဘလို့ပြောင်းပေးမလဲထက်တလေးလေးရွယ်ဆိုမိထက်တလေးလေးတွေးတော့မိအဲအဲ့ဒီအရာနဲ့ပတ်သက်လို့ထက်တလေးလေးခင်စားမ ်းမေဒါအတိပင်ရင်အဓိကတော့ချက်ဖြစ်တယ် အဲ့ဒီတော့ကိုလိုရှင်တဲ့အရာတွေကိုဘဝမှာ manifest ဖြစ်လာစေဖို့ manifestation technique အမျိုးမျိုးရှိတယ်။စာရင်းရှာတဲ့နည်းစနစ်တွေရှိမေးစိတ်ကူးရင်ပုံဖော်တာရှိမေး affirmation ပြောဆိုပြီးရင်အတီးပြုစကားလုံးတွေရွတ်ဆိုမေးဘေးရှင်ဖို့ကြည့်မေးစသဖြင့်နည်းနဲ့အမျိုးမျိုးသုံးကြတယ်။ကို့အနေနဲ့အဆင်ပြေတဲ့နည်းနဲ့ကိုအသုံးပြုပါ။ဒါပေမဲ့အဲ့ဒီနေရာမှာ show ရချက်ကတော့သင်ရဲ့ feeling ပါပဲ။ feeling ဆိုတဲ့စိတ်ခင်စားချက်တကယ်တော့သင်ဟာချစ်သူအစ်စ်လိုရှင်တွေဆိုရင်ချစ်သူအစ်စ်ရနေပြီခါဖြစ်တဲ့ ဖီနီမျိုးကိုခင်စားပေးဖို့လို့ချစ်သူအစ်စ်တာရသွားပြီဆိုရင်တင်းရဲ့စိတ်ခင်စားချက်တွေဘလို့ဖြစ်မလဲအဲ့ဒီအချိန်မှာတင်ဟာပျော်ရွှင်နေမလားစိတ်တဲကြနေမလားလှုပ်ရှားနေမလားဟာတင်းစိတ်ထဲမှာငြိမ်းချမ်းနေမလားကြည်နေနေမလားစသဖြင့်အဲ့ဒီစိတ်ခင်စားချက်တွေကိုများများခင်စားပေးဖို့လို့ ဒါဟာ manifestation ရဲ့ရှိုးဝဲချက်ဖြစ်ပါတယ်။ဒီလိုပုံစံမျိုးနဲ့သင်လို့ရှင်တဲ့အရာဘေးအရာကိုမဆိုသင်ဘဝအထက်မှာ manifest ဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။အရာအလုံးဟာဖြစ်နိုင်ခြင်းရှိပါတယ်။ power ကသင်ရဲ့လက်ထဲမှာပဲရှိပါတယ်တော့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။